Hello အားလုံးဝမင်္ဂလာပါ United ရှူကနေကြိုဆိုပါတယ်ဆိုတော့ Jacobs Ban ကနေပြီးတော့ကျွန်တော်တောက်လျှောက် Manchester United နဲ့ပတ်သက်တဲ့ report တွေပြောထားတဲ့နေရာမှာကျွန်တော်ဒီစိတ်ဝင်စားဖို့ကောင်းတဲ့အပြောင်းအရွှေ့တွေကျွန်တော်တို့ပါတယ်ဒါလေးတွေနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့၃ခုလောက်ကျွန်တော်ရှိတယ်ဒါတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါပထမဆုံးအနေနဲ့တော့သူက Ehila ရဲ့ဘက်ကတော့ Quinlan Xhama ဖြစ်တဲ့ Bruno Fernandes ရဲ့စီကခေါင်းငိမ့်လိုက်ပြီးဆိုတာနဲ့ Manchester United ထံဒီကစားမကိုခေါ်ယူဖို့နဲ့ပတ်သက်ပြီးဘယ်လောက်ကုန်ကြကုန်ကြ ပေးချေသွားဖို့ရှိတယ်ပေါ့။နော်သူနဲ့သူသူ့ရဲ့တင်းကြီးမြစ်တွေရဆလို့ရှိရင်အရင်ဆုံးကန့်လန့်မှုမှာယူရိုတန်း100လောက်ထိရှိထားတယ်။ဒါပေမဲ့လို့လိုအပ်ရင် ပေါင်တန်း100လောက်ထိလည်းပေးရနိုင်တယ်ဆိုလို့ရှိရင်သူတို့အနေနဲ့လည်းပေးသွားဖို့အတွက်သူတို့အစင်းနဲ့ပြင်ထားတယ်။အကယ်လို့မြန်တကယ်လို့ထက်လိုအပ်ရင်ဒီတိန်ဆန်ချင်းတင်ကြီးပြောင်းရွှေ့ကြီးကိုပါချိုးဖြက်ပြီးတော့ခေါ်သွားနိုင်နေဆိုတဲ့အချက်ကိုလည်းသူတို့လုံးဝလက်လျူရှုမထားဘူးဆိုပြီးတော့ပြောထားတယ် ဆိုတော့ဒါကအကွင့်လင်ကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ရှိရင်မန်ချက်စတာယူနိုက်တက်တို့ကဖာနန်ဒက်စ်ကိုဆက်ပြီးတော့ထိန်းထားဖို့ပါပူပူပြီးတော့ခရင်လာနေတယ်ဆိုတဲ့လက္ခဏာကိုပြတာပဲနော်လက္ခဏာကိုပြတာပဲဆိုတော့ဘာလို့လဲဆိုတော့အသင်းကဗျာကျွန်တော်တို့နံပါတ်1ဒီနွေယာဒီအပြောင်းအရွှေ့မှာငွေကြေးဒီအင်မတန်လိုအပ်ချက်ရှိနေတယ်ငွေကြေးဒီအင်မတန်လိုအပ်ချက်ရှိနေတယ်ရောင်းချမဲ့ကစားမလေးလည်းအများကြီးရှိတယ်ဒါပေမဲ့လို့အခုလက်ရှိရောင်းဖို့အတွက်ဖာနန်ဒက်စ်ဒီအမြင့်ဆုံးအခြေအနေမှာရောက်နေတာ တခုကတော့ကစားမဖြစ်သူကိုရောင်းချမယ်ဆိုရင်အတင်းရဲ့ဗန္ဒာကြီးအခက်ခဲတွေအကုန်လုံးနှီးပါးကိုပြေလည်သွားစီနိုင်တဲ့အခြေအနေမျိုးကြောင့်ပဲအဲ့တော့ကွင်းလင်ကစားမဖြစ်တဲ့ Fernandez နဲ့ပတ်သက်လို့လည်း Fernandez အနေနဲ့ပေါ့နော်ဒါ Zoom meeting တွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကျွန်တော်ထပ်ပြီးတော့ကြားလာရတယ်။အဲဟေလာနဲ့ဒါအပြင်ပြီးခဲ့တဲ့တနင်္လာနေ့ကလေးကအဲဟေလာရဲ့ဒီနေရာရှိတဲ့စီကို Bruno ရဲ့ agent Miguel Pinho ကရောက်နေပြီးတော့ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုတဲ့အကြောင်းလေးလည်းကျွန်တော်သိထားရတယ်။ဆိုတော့အခုအားက agent နဲ့ကျွန်တော်ဒီ အဟီလာရဲ့ကြားထဲမှာတော်တော်ကိုအချင်းကြီးကောင်းနေပြီဆိုတော့ကစားသမားရဲ့ဘက်ကပဲကျန်တော့တာအကယ်လို့ဖာနန်ဒက်စ်က okay ငါပြောင်းမယ်ဟုတ်ချင်နော်ငါပြောင်းမယ်ဆိုတာနဲ့ဒီအပြောင်းရွှေ့ဟာသူတို့မန်ချက်စတာယူနိုက်တက်ကိုတရားဝင်ကမ်းလှမ်းတော့မှာဆိုတော့ယူနိုက်ဘရူနိုရဲ့ဘက်ကဘာဆုံးဖြတ်မလဲပေါ့ဗျာဖာနန်ဒက်စ်ကတော့သူအရင်တုန်းကခဏတိုင်းပြောထားသလိုပဲကွင်းလင်ကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုအစီပါလဲဒီမန်ချက်စတာယူနိုက်တက်ကသူ့ကိုမလိုချင်ဘူးငါတို့တွေတော့ငါတို့အနာဂတ်ထဲမှာမင်းမပါတော့ဘူးဆိုမှသာသူအတင်းပြောင်းမယ်ပေါ့ မဟုတ်ဘူးဆိုလို့ရှင်တော့သူဘာမှတိတ်ပြီးတော့ရှင်းရှင်းလင်းလင်းမသိသေးတဲ့သဘောမျိုးပဲ။ဒါကြောင့်ကွင်းနဲ့ကစားမဖြစ်တဲ့ဘရူနိုစီကအဖြေကိုအရင်ဆောင်မယ်ဆိုရင်အပြောင်းအရွှေ့ရကြာကောင်းကြာသွားနိုင်တယ်။ဒါပေမဲ့လို့ကလပ်ဘောကအမိကိုအဲဟီလာကလိုချင်တာဖြစ်တဲ့အတွက်ဖာနန်ဒက်စ်အနေနဲ့လည်းပေါ့နော်။ကျွန်တော်တို့ဘယ်လိုပြောမလဲခက်မြင်မြင်တော့ဆုံးဖြတ်ရမှာပဲ။ဒီနေရာမှာစိတ်ဝင်စားမှုကောင်းတာကကျွန်တော်တို့မနီကလည်းပြောခဲ့ပြီးသားအခုလည်းရှိလည်းပဲထက်ပြီးတော့တက်လာတာပေါ့နော်။ပြောင်းရွှေ့ကြီးပမာဏပဲ။ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ကအသန်း80ဆိုရင်ဒါနဲ့ဟာသဆန်သွားပြီဗျာဒီလား။ Panenes တစ်ပတ်တန်း80ဆိုကျွန်တော်နည်းနည်းဟာဘဆန်သွားပြီ။ကိုယ်နဲ့ exam မှာပြတဲ့ Panenes ကိုတန်း80လောက်နေတော့မင်းမရောင်းသင့်ဘူး။မရောင်းသင့်ဘူးတန်း80လောက်နေရတော့ဘာလို့လဲဆိုတော့တန်း80လောက်နေကျွန်တော်တို့က Panenes နေရာကိုပြန်အစားထုတ်ဖို့ကိုခဲရင်မှမဟုတ်လို့ပဲ။တခြားနေရာတွေအားဖြည့်ဖို့ခဏထားအောင်။တန်းတရာတို့တန်းတရာ20လို့ဆိုရင်တော့နည်းနည်းလေးစဉ်းစားစဉ်းစားဖို့ကောင်းနေပြီ။ Panenes နေရာကိုအစားထိုးဖို့ဆိုလို့ရှိရင်ထားပါတော့2ရောက်ခုံမယ်ထားတော့ဗျာတန်း80လောက်ကုန်မယ်ဆိုတော့နောက်ထပ်ကျွန်တော်ကျင်တဲ့တန်း40လောက်ကိုဟုတ်တယ်မတန်း40လောက်ကိုကျွန်တော် ကျန်တဲ့ Winbacks တွေခေါ်ကျင်သလားကွင်းလေလူအားဖြည့်ကျင်သလားနောက်တန်းတိုက်စစ်မှုဘယ်သူအားဖြည့်ကျင်သလဲသူဟာနေသူအချင်းကြီးကောင်းနေတယ်ဒါကြောင့် United အနေနဲ့ကွင်းလေကစားမဖြစ်တဲ့ Fernandez ကိုလက်လွတ်မယ်ဆိုရင်အနည်းဆုံးပေါင်သန်း100လောက်ရမှာကိုကျွန်တော်လက်လွတ်တင်တယ်ပေါင်သန်း100ဆိုယူရိုသန်း120လောက်တော့ရှိမင်ရှိမှာပေါ့လေ130သန်းလောက်တော့ဒါကြောင့်အသင်းအနေနဲ့ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့လိုတယ်ဆိုတော့တခုရှိတာကတော့ Fernandez ကခေါင်းငိမ့်လိုက်ပြီး Okay ငါတော့မင်းတို့ရဲ့နော်ဒီ plan ကြီးကိုသဘောကျတယ်ဆိုတာနဲ့ Ehela ရဲ့ဘက်ကရှင်နေသူတို့ ဝင်လင်ကစားမဖြစ်သူအတွက်ဒီမန်ချက်စတာယူနိုက်တက်နဲ့သူတို့တရားဝင်ကမ်းလှမ်းတော့မယ်ယူနိုက်တက်ဘက်ကလည်းဘယ်လိုပြောမလဲငွေလိုနေတဲ့ကဏ္ဍဆိုတော့ညင်းဘူးကခဲရင်ပါတယ်အဲ့လောက်ပမာဏနဲ့ကမ်းလှမ်းလာတယ်ဆိုရင်တကယ်ပြောရအောင်နော်တော်တော်ကိုခဲရင်လို့နေဟိုအခြေအနေရကဗျာကျွန်တော်တို့စဉ်းစားကြည့်ရင်မလွယ်ပါဘူးမလွယ်ပါဘူးဆိုတော့ဟိုအသင်းဘက်ကဘယ်လောက်ထိပဲဒီကစားမဖြစ်သူကိုဆက်ထိန်ချင်ပါတယ်ပဲပြောပြောကိုအသင်းရဲ့ဘန်နာကြီးအခြေအနေဒီကိုကျွန်တော်တို့ဗောနော်ဟိုအပြောင်းလဲလုံနိုင်လောက်မဲ့အခြေအနေမျိုးမှာ အတင်းဘက်ကတော့ညင်းဖို့ခရင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။တန်းတရာပေါင်တန်းတရာဆိုလို့ရှိရင်ဒိုင်းနာတစ်ခုဒီအဆင်ပြေလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။အတင်းဘက်ကလည်းလက်ခံမယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အဲ့ဒါကလည်း Finalist ကခေါင်းငိမ့်မှသူတို့ကတရားဝင်ကန်လန့်မှာစောင့်ကြည့်ရပါမယ်။ Coin Link စာမဖြစ်တဲ့ Finalist ရဲ့အပြောင်းအယူကပူပြီးတော့ဟိုနည်းနည်း intense ဖြစ်လာပြီပေါ့နော်။နောက်တစ်ခုက တိုက်စင်မှုနဲ့ပတ်သက်လို့ Manchester United ရဲ့ဘက်ကတော့ Victor Gyokeres ကိုလည်းလက်ရှိမှာခေါ်ဖို့အတွက်ကစိတ်ဝင်စားနေစေဖြစ်ပြီးတော့လုံးဝလက်လျှော့လိုက်တာမျိုးမဟုတ်သေးဘူးပေါ့။ ။ဒါပေမဲ့လို့ Manchester United ကအခုလောလောဆယ်ပေါင်သန်း100လောက်ပဲတုံးနိုင်တယ်။ငွေကကိုညာကိုလည်းခေါ်ပြီးရောပြီးလို့ရှိရင် Vita Gucres တို့ကိုလည်းကျွန်တော်တို့ကခေါ်မယ်ဆိုလို့ရှိရင်ကစားသမားအထွက်တွေရှိလာမှကိုကျွန်တော်တို့ဖြစ်မှာ။နော်။အဲ့တော့ဆိုတော့ဟိုတိုက်စစ်မှာလည်းနောက်ထပ်အန်ပွင်မူတို့ဘာတို့ကိုလည်းလိုချင်နေတာဆိုတော့တည်ကြတဲ့ United ဟာကျွန်တော်တို့နောက်ထပ်ငွေသုံးဖို့ဆိုရင်ကစားသမားတွေအရင်ရောက်မှပဲဖြစ်မှာပေါ့။ OC Man နဲ့ Manchester United ရဲ့ဂျာတွေက ဒီအပြောင်းရွှေ့နဲ့ပတ်သက်လို့ရှိရင်ဘာတဲ့တင်မှမကြတော့ဘူးပေါ့နော်မကြတော့ဘူးဆိုတော့ तू က Juventus ဒါမှမဟုတ် PSG ဒါမှမဟုတ် Sorry ကိုပဲ तू သွားပါလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုတော့ကွင်းလယ်တိုက်စစ်မှုဖြစ်တဲ့ Victor Osimhen ရဲ့အပြောင်းရွှေ့ကကျွန်တော်တို့မေ့လို့ရပြီဆိုတဲ့သဘောပဲ United ဘက်ကလည်း Napoli ကဂါနာချိုကိုစိတ်ဝင်စားသည့်တိုင်အောင်ကျွန်တော်တို့ Napoli နဲ့ကိုရီချားထဲမှာ Osimhen နဲ့ပတ်သက်တဲ့တဲ့တင်ဘာမှကျွန်တော်မထွက်ဘူး ဘာမှကျွန်တော်မထွက်ဘူးဆိုတော့ United နဲ့ Osimhen ကြားထဲမှာလည်းဘာတိုက်စစ်တမ်းမှကျွန်တော်မထွက်ဘူးဆိုတော့တေးကြတဲ့ Juventus တို့ PSG တို့ပေါ့နော် sorry တို့တွားလိမ့်မယ်ဆိုပြီးတော့ပြောထားတော့ဒီ Osimhen ရဲ့တင်းကကျွန်တော်တို့ဒါမေ့လို့ရပြီဒါပေမဲ့လို့ခဏကပြောသလိုပဲ Beocrest တို့ Ampuen Muru ကတော့ဒီအပြောင်းအရွှေ့တိုက်စစ်ပိုင်းမှာအတင်းဘက်ကအများကြီးအမှန်ကန်အစားထိုးခြင်းနဲ့ကစားမားတွေဒီနေရာမှာလည်း Vita Gucres ကလည်းလက်ရှိဘယ်လိုပြောမလို့ဟိုအာဆင်နယ်ကတင်းထွက်နေတာဒါပေမဲ့လောလောဆယ်မှာတော့အာဆင်နယ်ကသူတို့ဒီ ဆက်ကူကိုပို့ပြီးတော့ဦးစားပြီးကျူးပန်းနေတယ်ပေါ့နော်ဂီဂိုရက်ဆိုတာတဲ့ဆက်ကူကိုပို့ပြီးတော့ဦးစားပြီးကျူးပန်းနေတယ်ဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့အခွင့်အရေးကလည်းရှိနေတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘင်းဂျမင် sorry ပါဒီအဲဂီဂိုရက်က Champions League ဝင်ခွင့်ရတဲ့အသင်းကိုပြောင်းကျင်လာတော့မှန်တယ်ဒါပေမဲ့ Champions League ဝင်ခွင့်ရတဲ့အသင်းတွေကသူ့ကိုမခေါ်ချင်ဘူးဆိုရင်ဖော်မယ်အသင်းကိုပဲသူလာမှာပဲဘာလို့လဲဆိုတော့သူ Sporting ကနေလုံးဝထွက်မယ်လို့သူပြောထားတယ်အဲ့ဒီတော့သူအသင်းတော့ပြောင်းပါလိမ့်မယ်ဆိုတော့ကိုရီက ဂျိုဂရက်ကိုရအောင်ခေါ်ဖို့ဆိုရင်ငွေလိုတယ်။ကလက်ရှိစားမားတွေကိုရောင်းပြီးတော့ငွေရှာဖို့လည်းလိုတယ်ဆိုတော့ဒီအပြောင်းအရွှေ့ကစောင့်ကြည့်ကျင်စရာပဲ။ဆိုတော့ကွန်ညာကတော့အခုချိန်ထိ official မဖြစ်သေးဘူးပေါ့နော်။ကျွန်တော်နားမလဲဘူး။အချင်းကြီးကောင်းပြီကောင်းပြီဆိုပြီးတော့ပြောနေရင်လည်းဘာ official မှမဖြစ်သေးဘူးဗျ။စစ်စစ်မှုတွေဘာတွေလဲကျွန်တော်တို့ပေါ့နော်။တွားပြီဆိုရင်စစ်စစ်မှုတွေမြန်တစ်ခုခုဖြစ်သလားပေါ့။ဘာလဲပေါ့။အခုချိန်ထိကျွန်တော်မကြားရသေးဘူး။ဆိုတော့ဒီနေ့တော့တူတူချာချာကြားဖို့ကျွန်တော်တော့မျောလင့်ထားတာပဲ။ဘာတွေဆက်ပြီးတော့ဖြစ်လာမလဲလို့ကျွန်တော်ကြည့်ရမှာပေါ့လေ။အသင်းရဲ့ຫນွေရာသီပြောင်းရွှေ့ဟာ အားရကြည်နေစရာတော့ကောင်းမနေဘူးเนาะသူတော့အခုဆိုလို့ရှိရင်လီဗာပူးတင်းတို့ကဒီ frame pound တို့ကို official ကြီးညာနေပြီတခြားဒီ Florian VS တို့ကိုလည်းပေါင် Euro တန်130ဒီနဲ့ကန်းလန်းနေပြီ Manchester City ကလည်းကွင်းလေဒီကော Chagiru ကိုအမှန်ကန်ခေါ်ဖို့လုပ်နေပြီဆိုတော့ Arsenal ကလည်း Benjamin Sesko ဒီနဲ့ဆွေးနွေးနေပြီပေါင်တန်း90နဲ့လည်း Zubimendi တို့ခေါ်ထားပြီးသွားပြီဟို Chelsea ကလည်းပဲ Lian Delap တို့ပါလို့เนาะသဘောတူညီမှုရသွားပြီ Giovanni Quinta တို့ပါလို့ပြီးခဲ့တဲ့ဇန်နဝါရီကလေးကခေါ်ပြီးသွားပြီ တော့ Manchester United ကအခုချိန်ကြီးတို့ငိုင်းငိုင်းကြီးထိုင်ကြည့်နေရတော့မယ်ကွန်ညာတယောက်ထဲနဲ့အခုချိန်ကြီးလဲကွန်ညာနော်ဆေးဆင်းမှုတွေသတင်းထွက်တဲ့ဘာမှကျွန်တော်တို့အဲ့နောက်ပိုင်းသတင်းတွေဆက်မထွက်တော့ဘူးတော့အတင်းရဲ့အပြောင်းအရွှေ့ကတော့ပရိသတ်တွေအတွက်တော့ကျွန်တော်တို့ဒီတိတ်ပြီးတော့ဗောနော်မျောလင်းစရာမကောင်းတဲ့အခြေအနေမျိုးဖြစ်နေတာဗောလေဒါတော့ဘာတွေဆက်ဖြစ်မလဲလာမယ့်နေ့ဒီမှာကြည့်ရမှာပါညီကတို့နေနေရော United ရဲ့အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲကျွန်တော်တို့ဘယ်လောက်ထိမျောလင်းလို့ရမလဲဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတော့ညီကများလုံးကိုခြေသူများကြီးတင်ပါတယ်